ဒီလိုလုံသမားအရေးကို10နှစ်ကျော်ကုညီဆောင်ရွက်ပေးနေတဲ့မဟာချိုင်က AAC မဟာမိတ်ဂေဟာကို အပီးပိတ်သိမ်းဖို့နဲ့ရုံးမခုလုံနေတဲ့ခြေလက်မတန်ဆွမ်းသူတွေကိုပြောင်းရွှေ့ဖို့ဖိအားပေးတဲ့အခြေအနေနဲ့ပတ်သက်ပြီး AAC မဟာမိတ်အဖွဲ့တာဝန်ရှိသူဦးခိုင်ကြီးကို TVB သတင်းတောက်လင်းအင်ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ပထမဆုံးအနေနဲ့လေဧပြီလ22ရက်ညနေမှာဒီ AAC မဟာမိတ်ရုံးကန်ကိုဒီအပီးပိတ်သိမ်းဖို့ပေါ့လေထိုင်းအနာပိုင်တွေကအမိန်ထုတ်ထုတ်ပြန်တယ်ပေါ့လေအဲ့ဒီအဲ့ဒီအခြေအနေလေးပြောပြပေးပါဦး။လုံခဲ့တဲ့နှစ်လလောက်တည်းကပေါ့နော်ကျွန်တော်တို့ လာပြီးတော့ဒီချက်ပိတ်ထားဆိုပေါ့ဒါပေမဲ့ချက်ပိတ်ထားဆိုမြန်သူတင်းကျက်ကျက်မပြောဘူးပေါ့เนาะကျွန်တော်တို့ကမြို့နယ်ယုံနေမှာအစိုးရယုံမှာအယူခံဝင်ထားတာပေါ့အယူခံဝင်တဲ့အချိန်မှာဒီ ACKR ကြီးမှာလက်ရှိအဆောက်အဦပြန်သုံးဝင်ပြုတ်တဲ့ကိုကြော်သူကရှင်းနေနေငားပြီးတော့အယူခံဝင်ထားတဲ့အချိန်နေမျိုးမှာဒီနေ့တော့ဂျပန်62ရက်ပြည့်တဲ့နေ့မှာသူတို့အာရာဘိုင်ကြီးအတင်းအဓမ္မလာပြီးတော့ရှိတဲ့ဒုက္ခတွေကိုအတင်းမောင်းထုတ်ပြီးတော့ပေါ့လေ ဘာခွေရေးမှမလို့ယူပြီးတော့နိုင်ငံကဘာမှလုပ်ပေးမရှိဘူးပိတ်ပေးပါဆိုပြီးတော့အတင်းကျွန်တော်တို့ညနေဒီညနေခု9နာရီထိုးသူခောက်ပြန်လာမယ်ဆိုပြီးတော့အဲကျွန်တော်တို့ပိတ်သိမ်းခိုင်းတာပေါ့ဘာအကြောင်းပြချက်မှလည်းမရှိဘူးဘလို့မှဟိုတင်ပြလို့မရဘူးကျွန်တော်တို့တရားရုံးမှာတရားဝင်တင်ထားပါတယ်ဆိုရယ်တက်မခံဘဲနဲ့သူအပီးပန်ပိတ်ခိုင်းတာမပိတ်ဘူးဆိုညနေရရှိတဲ့သူအကုန်လုံးဖမ်းမယ်စီးမယ်ဆိုပြီးတော့ရှိရီလာပိတ်သွားတယ်ကိုကတောင်းတော့တင်ပြီးတာပိတ်မယ်ဆိုပြီးတော့အဲဒီလိုလာလုပ်သွားတယ်ဗျာ ီ ACG ရာထဲမှာဆိုရင်ဟိုနာဒီလုပ်ငန်းခွင်တွင်ဒီတိကြိုက်တန်ရာရတဲ့သူတွေရောဒီခြေလက်မတန်ဆွမ်းတဲ့သူတွေရောရှိနေရလို့သိရပါလေဘယ်လောက်လောက်ရှိလဲပေါ့လက်ရှိကျွန်တော်တို့တို့လာဆစ်ဆီတဲ့ချိန်မှာတိကြိုက်တန်ရာရတဲ့လူရဲ့မကြသေးခင်ကသတင်းမီဒီယာမှာပေါ်ပြထားတဲ့ဥပဒေစာပြိုကျတယ်6လောင်းကြိုင်တည်သွားတဲ့အမှုရဲ့အဲ့နောက်ပြီးတော့ကားအစီအစဉ်ဖြစ်ပြီးတော့တည်သွားတာရယ်တည်သွားတဲ့လူနာပေါ့နော်အမှုခုနှစ်မှုပေါ့အဲ့ဒါကိုညညာကြီးစောင့်တယ်မိသားစုက9ယောက်ပေါ့နော်ခါတစ်ပိုင်းတည်တယ် ချီပြက်လက်ပြက်ကခွန်ရောင်းလောက်ရှိတယ်အားလုံး၁၄ရောက်ပေါ့နော်ကျန်တဲ့သူတို့စောင့်ရှောက်တယ်လို့ဆိုရောင်း၂၀လောက်ရှိတာကိုသူကဒီနေ့လုံးဝပေးမနေဘူးဆိုပြီးတော့လာပြီးတော့ဟိုတောက်အားပြင်လာပြီးတော့အဲ့ဒီလိုအနာပညာလာပြီးတော့ပြောကြတယ်ပေါ့နေတိုင်းဝဲထောက်သားတွေလည်းအကုန်လုံးမမှန်တမ်းနဲ့ရှိကြတယ်ပေါ့နော်အဲကျွန်တော်တို့လည်းသူတို့များဆုံးတောင်းပန်မယ်သူတို့လက်မခံမယ်နဲ့သူတို့ကအခုလိုနားလိုက်လို့နောက်ဆုံးသားပြီးထွက်ပြေးပါဆိုပြီးတော့ရေတွေတော့လာပိတ်သွားတာပေါ့နော်အဲ့လိုအခုလက်ရှိနေတာအဲ့လိုဖြစ်နေတာဗျာ ဒီ ACG ရမှာရှိနေသူတွေကိုဘယ်တွေကိုရွှေ့ဖို့အတွက်ဟိုစဉ်းစားထားတာရှိလဲပြင်ဒီလိုရွှေ့ရမယ်ရွှေ့ရမယ်ဆိုရင်အခက်ခဲတွေကဘယ်လိုတွေဖြစ်နိုင်လဲပေါ့လေဟုတ်ရွှေ့ဖို့တော့အခုတချို့လုံသမားတွေကတော့သူတို့တင်ရသမားလုံရင်ခြေလိုက်ငါတန်ဆွမ်းတဲ့လူတွေကတော့တွားဖို့လာဖို့တော့သူတို့မှဘယ်လိုပဲပြောပြောသူတို့ကတော့ဘယ်လိုပဲပြောအခန်းကြီးခန်းကြီးရလို့ရတယ်ပေါ့ဗျာဒါပေမဲ့ကုညီရဲ့အနေအထားမျိုးမှာကျွန်တော်တို့အခက်ခဲဖြစ်သွားတာပေါ့ အယုံကခေါ်တဲ့ကံမျိုးမှာတရားယုံကချိန်တဲ့ကံမျိုးမှာကျော်တော့အချိန်မပြီးတာတွေပါပြီလို့တရားယုံကအချိန်နောက်ကျတာဒီနောက်တစ်ခုကသူတို့ကိုတရားဝင်ကျော်တော့လုတ်ပြီးတော့ဟိုတရားယုံကြီးတက်ပြီးတိုင်ကြဖို့အတွက်ဆိုရင်ကာယကံရှင်နားမှာမရှိတဲ့အတွက်အဲ့လိုဆုံးချုံးမှုတွေတော့အများကြီးရင်ဆိုင်ရတာပေါ့ခြေလက်မတန်ဆွမ်းတဲ့လူတွေကတော့ယုံကနေရွှေ့နိုင်မှာမဟုတ်သေးဘူးလက်ရှိလည်းသူတို့လာဖမ်းရင်လည်းဒီလူတွေကိုဖမ်းသွားမှရမယ်လုံးဝဒုက္ခရောက်တဲ့လူကသူ့နိုင်ငံကနိနာကြီးကတလားဝင် 3500 4000ပုံမှန်ပေးနေတဲ့အလုပ်သမားကအပြင်မှာအခန်းကားနေဗျာသူတို့ကဘာမှစားစရာမရှိမှကြောက်ကျွန်တော်ကလာပြီးခိုးလုံနေတဲ့အတွက်ဒီအလုပ်သမားကတော့ခါတပိုင်းတည်တဲ့လူခြေလောက်ပြတ်တဲ့လူတက်ကြီးပဲကွာကျွန်တော်က9ရောက်6ရောက်တော့ကြံနေဦးမှာပဲအဲ့ဒါကြီးကတော့သူတို့ဘလို့လုံးလဲတော့ကျွန်တော်လည်းမသိဘူးဖမ်းရင်လည်းသူတို့ဖမ်းပြီးခေါ်ရင်လည်းသူတို့ချတာတဲ့ထိုင်နေတဲ့မရှိနဲ့ကျွန်တော်ဖမ်းဒါပဲရှိတော့လေကျွန်တော်တော့ဘာမှလည်းစဉ်းစားလို့မရသူတို့ပတ်စံပြီးပြီးကျွန်တော်ကအခြားနေရာမှာငားပြီးလို့ကျွန်တော်မှမနိုင်ဘူးသူတို့နေရာကိုခေါ်ရပါဆိုလည်းမခေါ်ဘူး ပြီးတော့လေဘာကြောင့်ဒီပိတ်သိမ်းခိုင်းတယ်လို့ရောဟိုပြောလဲပေါ့လေကျွန်တော်သိတာတော့လက်ချက်ပေါ့ဗျာတစ်ချက်ကတော့ဒီမူပြန်ရထားမှာထိုင်းနဲ့မြန်မာနဲ့အတူတူတည်သွားတာကိုထိုင်းကိုပတ်စံတရုတ်တန်းထုတ်ပေးလိုက်တယ်လန်ဒရာဝန်ကြီးကိုယ်တိုင်ကသတင်းဌာနမှာတရားဝင် ပြောပြီးတော့မှထိုင်းမြန်မာမခွဲခြားမင်းနဲ့ဆုံချုံသွားတဲ့ညနာဝါတဲ့တပ်အန်တွေဆုံချုံသွားတဲ့လူတရုတ်ပတ်တန်းပြီးပါမပြီးရင်ဒီလုံလုံးကိုပြန်ပြီးတော့မလုပ်ပါနဲ့ဒီကုမ္ပဏီကိုဘလက်လစ်လုပ်ပါဆိုပြီးတော့ပြောသွားတဲ့မိန့်ခွန်းနေတဲ့ဘူဂျူဖိုင်ကြီးရှိတာပေါ့နော် ဲ့ဒီဟာကိုကျွန်တော်ကနေလို့အဌာနဆိုင်ရာဘောင်းဆောင်ကိုကျွန်တော်တွားပြီးတော့ပေတဲ့အမျိုးတွေကိုဗမာပြည်ကနေကျွန်တော်ခေါ်ပြီးတော့မှပဏာခန်းစားတင်တယ်ဒါကိုရုပ်ပေးပါညနာချင်းပေးပါဆိုတွတ်တောင်းတဲ့အချိန်မျိုးမှာသူတို့အဲ့ဒါကိုနည်းနည်းစိတ်နှောက်ချက်ဖြစ်ပေါ်ရတယ်ကျွန်တော်တို့မပေးချင်ပေါ်ရတယ်ပေါ့နော်ကျွန်တော်ထင်တာတော့တူတူနေတာချင်းမပြီးချင်လို့ဆိုကျွန်တော်မြင်တာပေါ့နော်လူလေးယောက်ရှိတယ်နောက်ပြီးတော့အဲဒီအနာပိုင်းတယောက်ရဲ့ဆောက်ဦးတစ်ခုကနေပြုတ်ကြပြီးတည်တာတယောက်ရှိတယ်အားလုံး၅ယောက်ရှိတာပေါ့နော် အဲ့ငါးယောက်ကစမုသပုံမျိုးနယ်တွေကပဲဖြစ်နေတယ်အဲ့လောက်ကျွန်တော်ကမကြာခဏသွားပြီးတော့မှအစိုးရဝန်ထမ်းတွေကိုသွားပြီးတော့မှဒါလေးကိုကုညီပေးပါကုညီသွားတောင်းဆိုတာကိုသူတို့မကြည်နဲ့ပုံရပြီကျွန်တော်ယုံလာပိတ်တာဖြစ်နိုင်တယ်ဆိုခံမှန်းလို့ရအကျင်တဲ့ကိစ္စတော့ဒီအတိုင်းမှာဘာမှထွေထူးကိစ္စတွေမရှိဘူးဗျဟိုနောက်ဆုံးအနေနဲ့ပေါ့လေဒီအခုလိုမျိုးဒီဖီအားပေးပိတ်သိမ်းခိုင်းတဲ့ပေါ့ဒီ AC မဟာမိတ်အဖွဲ့ရဲ့ဒီတောင်းရှိသူအနေနဲ့ဘာတွေပြောကျင်လဲပေါ့လေဟုတ်ကျွန်တော်တို့ကတော့ဒီလုံသမားကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကုညီတဲ့ခါကျရင်ခိုင်းမှာကဟိုအတက်အန်တွေက ဆိုးညင်ရတဲ့လူနာတွေပဲဖြစ်ဖြစ်ဒုက္ခသက်ဖြစ်သွားတဲ့လူနာတွေပဲဖြစ်ဖြစ်ခုကူရမဲ့သွားတဲ့အခုတော့စိတ်မကောင်းစရာကောင်းတာပေါ့နော်ဒါပေမဲ့ရှင်တို့ဖြစ်စေချင်တာကလက်ရှိအနေဒါကျောင်းနိုင်ငံရဲ့အနေဒါလည်းမကောင်းဘူးအစိုးရနေရရှိတာပေါ့နော်အဲ့တော့အနာရှင်ဆိုပြီးတော့ဗမာပြည်ကလက်ရှိအစိုးရရှိတယ်မြို့သားညီရေးအစိုးရရှိတယ်ရှင်တို့ထမ်းရောက်လို့ဗမာတွေအတွက်အခက်အခဲကိုဘယ်သူကကူညီမှာလဲပေါ့သူတို့အနေဒါနဲ့ဒီထိုင်းစိုးရနဲ့စကားပြောနိုင်တယ်ထိုင်းစိုးရနဲ့ဒီလူခွင့်ရေးဆိုင်ရာ လုံမကွင်းဆိုင်ရာကိုတခုခုဒုဒုဘက်ကနေလမ်းစာလေးဖော်ပြီးရင်တော့ကျွန်တော်တို့ပိတ်သိမ်းခံရတာတိတ်ပြီးတော့ရှော့မရှိဘူး